အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တီအားလုံးမင်္ဂလာပါ Liverpool အသင်းမှာနီးပြအာနီစလော့နဲ့တစ်ဖက်က Mohamed Salah ချာမှာ attention တွေဖြစ်နေတဲ့အချိန်မှာတချို့ကလည်း Salah မှာတယ်တချို့ကလည်း Arnislo မှာတယ်ဆိုပြီးဒါတွေးလို့တို့လို့တို့လို့နေတောက်လျှောက်ဖြစ်နေတယ်ဒါပေမဲ့ Mohamed Salah က ဒါသူ့ပေါင်းကိုကြော်ပြီးတော့ဒါ line ကို cross ဖြစ်ပြီးတော့သူက statement ကြီးကြီးနဲ့ဒါဟိုတနေ့ကမီဒီယာတွေကိုပြောလိုက်တဲ့နောက်ဆက်တွဲမှာတော်တော်လေးတော့ခရဲရိုက်လည်းရှိတယ်ဆိုတော့တချို့ကလည်း Mosales ကိုယူသိတဲ့ Arnislo ကိုထုတ်ပယ်သိတဲ့တချို့ကလည်း Arnislo ပေါ့လေဒီညမှာ Salas မားတဲ့မားပန်တယ်ဆိုတဲ့ဝေဖန်မှုတွေလည်းရှိကြတယ်ဒီညမှာ Liverpool ရဲ့ team back ကဒါ Mosales နဲ့ပတ်သက်တဲ့ decision ကိုလုံးဝမချထားသေးတိုင်အောင်တောက်ကြနေတော့က ဒါတောက်ကြတော့ဖြစ်တယ်တနင်္လာနေ့ကလီဗာပူးရဲ့လီဂျင်ကအစီလီဂျင်ဝင်ကိုမိုဆာလက်ကိုကလပ်ဘက်ကဒါခေါ်ခဲ့တယ်ဆာလက်ကအခုလက်ရှိအိုက်ကိုတွားပြီးအချိန်မှာအခုဒါချန်ပီယံလိပွဲစဉ်ဖြစ်တဲ့အင်တာမီလာနဲ့ပွဲမှာမိုဟာမက်ဆာလက်ပါဝင်မှာမဟုတ်ကြောင်းအတည်ပြုလာတယ်အဲ့ဒါကိုကြည်ချင်းအားဖြင့်လီဗာပူးနဲ့မိုဆာလက်ကြား higher rookie တွေဖြစ်ကြတဲ့ဒါ richard hughes တို့တစ်ဖက်က ီ Michael Edward နဲ့ Liverpool တာဝန်ရှိသူတွေက Moses နဲ့ Arnie Slot ကဖြစ်ရမှာ သူတို့က Salas Tech နီးပြအာဒီဆော့ကိုရွေးချယ်တဲ့သဘောပဲဆိုတော့အခုဖော်ပြထားတဲ့ report ရဆိုရင် Liverpool အသင်းရဲ့ Champions League ပွဲစဉ်ဖြစ်တဲ့ Inter Milan နဲ့ဥရောပပွဲစဉ်မှာ Salas ပါဝင်မှာပေါ်ပူလို့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်အမြင်တော့ Mo Salas က Africa ဘလာပွဲကိုသွားဖို့များသွားပြီဆိုတော့ဒါအကြီးကြီးပြဆိုဒီအာရေဗျာကလပ်အာဟီလာကသူ့ကိုအသေးအံလိုက်နေတယ်အရင်တစ်ခါပြီးခဲ့နှစ်ကကမ်းလှမ်းခဲ့တဲ့ AHD ရဲ့အသင်းကလည်းစိတ်ဝင်စားလေးရှိလို့ တူတကီကလပ်ကလာဆာရီအသင်းကလည်းဆာလက်ရဲ့အခြေအနေကိုစောင့်ကြည့်နေတယ်ဆိုတော့လီဗာပူးဘုံအဖွဲ့ကအခုလောလောဆယ်မှာသူတို့ရဲ့စတန်ကဘာလဲဆိုတော့မိုမက်ဆာလက်နဲ့ပတ်သက်လို့ဝေပန်နာပြစ်တင်တာဒါသူ့ဘော်ကိုကိုမတ်မတ်တာတွေကိုသူတို့ဘာမှမလုပ်ဘူးဒါပေမဲ့သူတို့ရဲ့စတန်ကဘာလဲဆိုတော့နီးပြအာနီစလော့ဘော်ကိုအပြေဝထောက်ခံဆဲဖြစ်ပြီးတော့အာနီစလော့ကသူတို့ရဲ့ main ကိန်းတာအဖြစ်ဆက်ရှိနေကြောင်းနဲ့အာနီစလော့ကသူတို့ရဲ့နီးပြအဖြစ်ဆက်ပြီးယုံကြည်မှုအပြေအဝရှိတယ်လို့ကြေညာလိုက်တယ်။အားရကိုကြည်ချင်းအားဖြင့် Silas ဘာပဲလုပ်လို့ sorry ပဲငါတို့နီးပြဘက်မှာပဲယက်တီမယ်။မင်းကိုမယက်တီဘူးဆိုတဲ့သဘောပဲ။သူတို့ဘာကွန်မန့်မှတော့မပြောဘူး။ဒါပေမဲ့သူတို့ကအာနီစလော့ကိုရွေးတယ်။အဲ့တော့အာနီစလော့ကသူ့ရဲ့ decision တိုင်း Salah ပါမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ Champions League ကမဲ့ ဒါ Inter Milan နဲ့ပွဲကို Mohamed Salah လွှဲချော်မှာဖြစ်တယ်ဆိုတော့လောလောဆယ်မှာ Wayne Rooney က Mohamed Salah ရဲ့ decision ပေါ့လေဟိုတနေ့က public မှာ media တွေကိုသူထုတ်ပြောခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး Mohamed Salah ကသူ့ရဲ့ Liverpool က legacy ကိုသူကိုယ်တိုင်ဖျက်ဆီးခဲ့တယ်ဒါဟာသူ့ရဲ့ legacy ကိုသူမလုပ်ခဲ့တဲ့ဘူးဆိုပြီးပြောခဲ့တယ်ဆိုတော့ Jamie Carragher ကတော့ဟိုလောလောက သူသူ့ရဲ့ contract အကျိုးစီးပွားသူစာချုပ်တိချုပ်ဆိုဖို့ Liverpool မှာသူတစ်ခုခုလိုချင်ရင် media တွေနဲ့ public ကိုထထပြောလို့ရှိတယ်ဆိုတဲ့ဒါသူ့ရဲ့အခြေအနေဟာတကယ်ကိုမမှန်ကန်တဲ့နီလန်းဖြစ်လို့အခုလိုမျိုးအခြေအနေထပ်ပြီးပြောတာကတော်တော်ကိုဆူဆူဝါဖြစ်တယ်ဆိုပြီးတော့တုံ့ပြန်ထားပြီးတော့ Arnie Slot ရဲ့ Liverpool တာဝန်ရှိသူတွေပေးသက်တွေကို တောင်းပန်တင့်တယ်ဆိုပြီးတော့လည်းပြောထားတယ်ဒါပေမဲ့ကျွန်တော်ထင်တော့ Salas ကအားတိုင်းလုံမှာမဟုတ်ဘူး maybe Spain တက်တီကို तू တောင်းပန်ကောင်းတောင်းပန်နိုင်တယ်ဒါပေမဲ့လောလောဆယ်အနေထားရတော့ Arnisor နဲ့သူ့နဲ့ဂျာကအတန်းရှင်းကကြီးတယ် Arnisor လည်းသူ့ကိုလုံးဝမရွေးဘူးမရွေးတာမှ၃ပွဲရှိပြီ53ပွဲဆက်တိုက်ပါဝင်ကစားခဲ့ပြီးတော့မှသူ့ကိုလုံးလုံးကြီးခောက်ထားလိုက်တဲ့အတွက်ပေါ့ကို तू ကစိတ်ပြတ်နေတယ်ဆိုတော့ဒါအခု Mo Salas နားလည်ထားတာကလီဗာပူးတင်းရဲ့ပေါင်တန်း၄၀၀ကျော်သုံးဆွဲလိုက်တဲ့အဲ့ပြောင်းရွှေ့ခြေဟာ အာနီစလိုနဲ့လီဗာပူးကြားမှာမဖြစ်မနေ force နဲ့တုံးရတဲ့ဒီဇာမာရီ အခြေအနေကြောင့်အသင်းဟန်ချက်ပိုပြက်ပြီးတော့ Salas ပါ struggle ဖြစ်တယ်ဆိုတဲ့အချက်ကို Salas ကယုံကြည်ပြီးတော့သူကိုယ်တိုင်လည်းခြေကြတယ်ဒါပေမဲ့ကလပ်ရဲ့ ပြောင်းလဲလိုက်တဲ့ transfer policy နဲ့ဝယ်ယူလိုက်တဲ့ကစားမတွေရေမဖြစ်မနေသုံးဆွဲလိုက်တဲ့အခြေအနေဟာ Arnie Slot အသင်းမှာသူကိုယ်တိုင်မှာ struggle ဖြစ်ပြီးတော့တသိန်းလုံးတိုက်ပတ်နေတဲ့အချက်ပေါ့လေလီဗာပူးပြိတဲ့အများစုကတချို့က Salah ကိုရွေးတယ်တချို့က Arnie Slot ကိုရွေးတယ်ဒါပေမဲ့လီဗာပူးရဲ့ club ကစတန်ကတော့ရှင်းတယ်နီးပြအာနီဆော့ကိုပဲရွေးချယ်ထားတယ်ဒါကလည်းဘလို့ဖြစ်လဲဆိုတော့ကလပ်သစ်ဘက်ကပြန်ကြည့်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ မနစ်ကမှချန်ပီယံဖြစ်အောင်ဆိုပေးထားတဲ့နည်းပြဖြစ်တယ်။ Salah ကလီဗာပူးရဲ့ memory တွေအားလုံးအတွက်တကယ်အားလုံး history တွေကိုလုတ်ပြခဲ့တာမှပဲပဲသူ့ရဲ့အသက်အရွယ်ရာ younger generation အတွက်သူနေရာပေးရတော့မယ်ဆိုတဲ့အခြေအနေမျိုးအဲ့ဒါမျိုးကိုသူတို့စဉ်းစားကောင်းစဉ်းစားနိုင်တယ်။ဆိုတော့ဒါ Manchester United တုန်းကအရင်တော့မှတ်မရပဲဖိုးဖိုးပါနဲ့ Jose Mourinho နှစ်ယောက်ပြဿနာတက်ကြတယ်။ တက်ကြတဲ့အချိန်မှာ Man United ကဖိုပါကိုရွေးချယ်ပြီး Mourinho ကိုထုတ်ပယ်လိုက်တယ်ဆိုတော့ decision မှာ United အကြီးမားတော့အမားတစ်ခုကိုစုလုံခဲ့တာကိုပေးသက်တော်တော်များများနောက်ပိုင်းမှာသိလာတဲ့အခါတခုလောလောဆယ်မှာတော့ Liverpool ဘက်က Salah ထက်စာရင်နီးပြအာနီဆိုကိုရွေးချယ်ထားတဲ့အတွက် Salah က Champions League ပွဲမှာမပါလို့အနာဂတ်မှာ Saudi Club ဒီဆောင်းရာသီမှာဒီ Saudi Arabia Club တွေကို ြောင်းရွှေ့သွားမယ့်အခြေအနေမျိုးရှိနေပြီးတော့အာဟီလာကစတင်ကြိုးပမ်းနေတဲ့အတွက်လီဗာပူးနဲ့မိုဆာလက်စ်ရဲ့အခန်းကဏ္ဍတရားဝင်အဆုံးသတ်ဖို့တေချာသလောက်ရှိနေပြီဆိုပြီးတော့ဒီလီမေကဖော်ပြပါတယ်အားလုံးကျေးဇူးတင်ပါတယ်